ဒဏ်ရာပြဒနာကြောင့်လေးချင်ငံအစီအစဉ်ကိုလွဲချော်ခင်ရတဲ့ခိုးပါမှာဘလုံးစားသူများအတွက်ကျမတို့ရဲ့ဝမ်းမြောက်ခြင်းတွေကအားလုံးကျေးဇူးတင်ပါတယ်။စာစီတင်အတွက်အဓိကကစားသမားဖြစ်တဲ့ခိုးပါမှာကပြဒနာပေးနေတဲ့ပေါင်ချန်ထံရာကြောင့်မနီယာဂျာဇာရီနေကပြုလုပ်ခဲ့တဲ့အသင်းရဲ့လေးချင်ငံအစီအစဉ်ကိုလွဲချော်ခဲ့တယ်လို့သိရတာကြောင့်အသင်းအတွက်ဆိုးရင်ရှားသတင်းဆိုးတစ်ခုဖြစ်လာခဲ့ပါတယ်။အသက်23နှစ်အရွယ်အင်္ဂလန်လူရွေးစင်ကစားသမားကဒီယာသင်အစာပိုင်းမှာကလေးကဒီပောင်ချန်တန်ရာကြောင့်ဝက်ဆန်ဖူဟန်နိုးနဲ့ပွဲစဉ်တွေကိုလွဲချော်ခဲ့ပြီးသားဖြစ်ပါတယ် စက်တင်ဘာ23ရက်နေ့ကဘရန်ဖို့နဲ့ပွဲစဉ်မှာဒါယာကနေပြန်လည်တက်တာလာခဲ့ပေမဲ့ပြီးခဲ့တဲ့တရင်ပတ်ယူနိုက်တက်နဲ့ပွဲစဉ်မှာ22မိနစ်သာကစားပြီးတော့လူစားလက်ခဲ့ရတာကြောင့်ကာလာရှိအနားယူရတော့မယ့်အခြေအနေကိုညွှန်ပြနေပါတယ်ပါမဟာတရင်ပတ်လည်ကလင်ကွန်စီတီနဲ့ကာရာဘောင်းဖလားပွဲစဉ်ကိုလည်းလွဲချော်ခဲ့ပြီးအခုနောက်ဆုံးလေးချင်ကန်ဟောပါပြတ်ကွက်ခဲ့တာဖြစ်ပါတယ် ဖာမားကချက်စီသင်းရဲ့အောင်မြင်မှုအတွက်ဘလောက်တောင်အရေးပါလဲဆိုရင်နီးပြဟောင်ပိုချက်တီနိုကအသင်းကိုခိုးပါမှာ FC မဟုတ်ကြောင်းတတ်သိပြဖို့စင်ခေါ်ခဲ့မှုတဲ့ဒီပါပဲသူဟာပရီးမီးယားလိ68ပွဲမှာဂိုးပါဝင်ပတ်သက်မှု58ကြိမ်ထိပြုလုပ်ထားနိုင်တဲ့သူဖြစ်ပါတယ်။လက်ရှိနေပြအန်ဆိုမာရက်စကာကလည်းဂိုးပါဝင်တဲ့အခါကျွန်တော်တို့ကပိုကောင်းတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ဒါပေမဲ့သူမကစားနိုင်တဲ့အခါနိုင်ပွဲရဖို့အတွက်ဖြည့်ရှင်းသည့်တွေရှာဖွေရမှာပါလို့ဝန်ခံပြောဆိုထားပါတယ်။ မာရစကာကကလကမဘလာလိုပွဲဆက်များတဲ့နွေရာသီကိုဖျက်ဆီးခဲ့ရတဲ့ဖာမာကိုအပြေးဝမတက်တာခင်ကိုင်းနဲ့ပြန်ဝင်ကစားပဲတရားရဂိုင်းနှုတ်ကောက်ွယ်ပေးသွားရမယ်လို့အလေးနက်ထားပြောကြားခဲ့ပါတယ်ဒီတရားကအဖြူမဲလို့တက်အပ်ပြောလို့မရတဲ့တရားမျိုးပါတခါတလေပိုကောင်းလာနိုင်တယ်လို့တခါတလေပိုဆိုးသွားနိုင်ပါတယ်ဒါကြောင့်မလို့နေ့စဉ်အခြေအနေကိုကြည့်ပြီးတော့ကင်တွယ်သွားမှာပါလို့နှီးပြအရှင်းပြခဲ့ပါတယ်ဖာမားကဘယ်တော့ပြန်ကစားနိုင်မလဲဆိုတာတော့မသေးချာသေးတဲ့အချိန်မှာချက်စီတင်ကတော့ပွဲကြကာလာတစ်ခုရှင်ဆိုင်ရတော့မှာဖြစ်ပါတယ် ်မနက်ဖြန်စနေနေ့မှာ Brighton Premier League လာမယ့်အင်္ဂါနေ့မှာ Benfica Champions League နဲ့အောက်တိုဘာ၄ရက်နေ့မှာတော့လက်ရှိ Champion နဲ့ရှုံးဝဲမရှိသေးတဲ့ Liverpool Premier League တို့နဲ့ဇက်တိုင်းရင်ဆိုင်သွားမှာဖြစ်ပါတယ်